ားလုံးမင်္ဂလာပါသော all in one channel မှာ ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ မနာပတာကြီးအရှင်ဝိစိတ်တဧတာထားတဲ့ကိုကိုကိုဆုံးမခြင်းဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်း6ဘဝမှာ ကိုကိုကိုတတိကပ်ပြီးထိန်းချောင်းနိုင်ဖို့ ဆုံးမပြုပြင်နိုင်ဖို့လောကရန်နဲ့ကြုံလာရင်ဖြည့်ဆည်းနိုင်ဖို့ဆိုရင် စာများများဖတ်တရားများများနာဖို့လိုတယ်စာဖတ်ခြင်းတရားနာခြင်းဟာအွယ်နဲ့မဆိုင်ဘူးစာဆုံးဖတ်တရားဆုံးနာထပ်ဖို့ပဲလိုတယ်စာဖတ်တာများလာလीတရားနာများလာလीဘဝအတွေ့အကြုံရင်ကျက်လာလीဖြစ်ပြီးတတိတရားနဲ့အတိတရားအကောင်းလာက ကိုကိုကိုအကောင်းဆုံးထိန်သိမ်းဆောင်ရှောက်နိုင်လာမှာဖြစ်တယ် ကိုရီးယားကတပည့်အညီငယ်တယောက်ကိုစာမျက်နှာဖတ်ဖို့နဲ့စာအုပ်ဆုံးဖတ်ဖို့လမ်းညွှန်ပေးလိုက်တာအခုဆိုအဲ့ဒီညီငယ်ကသူ့ကိုယ်သူလည်းထိန်းချောင်းလာနိုင် သူ့အညီကိုယ်တွေမိသားစုတွေပေါ်မှာလည်းပြုပြင်နိုင်စွမ်းရှိလာတဲ့အပြင်ဘာသာတရားအစုံအမတွေနဲ့အတော်လေးဟုတ်လာတာကိုတွေ့ရတယ်။စာဖတ်ခြင်းတရားနာခြင်းကဘဝတစ်ခုကိုအကောင်းဆုံးပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာလက်တွေ့ပါပဲ။ စာကောင်းပေမွန်နဲ့တရားစစ်တရားမယ်ဆိုတာသတ္တဝါတွေကိုပတော်မှအမှားမဖြစ်စေအစိတ်မတင်စေဘူးအားဖြစ်ဖို့နဲ့အမှားဖြစ်ဖို့ပဲခွန်အားဖြစ်စေတယ်မမှန်တဲ့စာမမှန်တဲ့တရားတွေတော့မဖက်မနာမိပါစေနဲ့ချောင်ပိတ်အရိုက်ခံရတဲ့ခွေဟာတွေ့ယူတွေ့တဲ့နဲ့ဤဆက်ရာကိုပြန်ကြိုက်တတ်တယ်လို့အားနဲ့ချက်ကိုအကြိမ်ကြိမ်အပြောခံရတဲ့သူဟာလေကြာတော့မခံစားနိုင် မခံမရနိုင်ဖြစ်ပြီး အပြင်းအထန်ပောက်ကွက်တတ်တယ်။သူသူကိုကိုလူတိုင်းမှာအားနေချက်ကိုစီ ရှိနေကြရမှာကိုအားနေချက်ကတော့ဖုံးကွယ်ပြီး သူ့အားနေချက်ကြမှာပြိနေကြရတယ်ဆိုရင်ဒါဟာကိုချင်းစာတရားမရှိတာပါပဲ။မှားတတ်တဲ့တဘာဝအမှားဖြစ်ခဲ့ရင်အမှားအတွေ့ပြုပြင်ခွင့်ပေးရမယ်။အားနေချက်အပေါ်မှာနားလည်မှုပေးရမယ်။ရည်ရွယ်ချက်ရှိရှိမှတ်ခန့်ရင်တော့ကိုယ့်ရဲ့တီးခန့်နိုင်မှု ခွင့်လွှတ်နိုင်မှုဆွမ်းအားနဲ့တစ်ဖက်သားကို ပြောင်းလဲကြည့်ရမယ်။မရတဲ့အဆုံးဥပက္ခသုံးဖို့အနံ့အထက်ဖိနှိပ်ခြင်းဟာ ကရုဏာတရားခေါင်းပါခြင်းပဲဖြစ်တဲ့အတွက်ဘသူဘသူအပေါ်မှာနိုင်ထက်စီနင်းပြူတာမျိုးမဖြစ်ပါစေနဲ့။စေတနာပပနဲ့လောက်ခဲ့မိတဲ့မကောင်းတဲ့အလုပ်တစ်ခုဟာတံပြန်တရားမှုအကုသို့ဝေကျွေမျိုးအဖြစ်ပြန်လည်ပေးဆဲရတတ်တယ်ဆိုတာမမေ့ပါနဲ့။ ကြောင့်မပိတ်ပါနဲ့လမ်းဖွင့်ပေးပါဘဝမှာဘတော်မှကိုကိုကိုမကြင်မနဲ့မဖြစ်မိစေနဲ့ဆိုးလိုက်တဲ့ဘဝဆိုပြီးလေစိတ်တဲ့မကြမိစေနဲ့ကိုထက်ဆိုတဲ့ဘဝတွေအများကြီးရှိတယ်အပေပုံဘဝမရောက်ပဲလူဘဝရနေတာကိုကဘဝကကောင်းနေပြီးသားမဟုတ်လားလူဘဝမှာအဆင်ပြေမှုမပြေမှုအကောင်ဆိုဒါမျိုးကတော့ရှိမှာပေါ့အဲ့ဒါဘဝအဆင်မှာမဟုတ်တာ လူတိုင်းချုပ်နေကြလောကရင်ပဲလေတကယ်တော့ဘဝဆိုတာထာဝရမှာမဟုတ်တာတည်ငါဖြစ်တည်မှုတသက်ပဲဘာမှအကြကြီးမဟုတ်ဘူးဖြစ်လိုက်ပြစ်လိုက်နဲ့ဒီလိုပဲသွားနေမှာပဲအဲ့ဒီအပြောင်းလဲအရွှေလေးမှာပဲကိုက အလိုက်တင်နေတတ်ဖို့လိုတယ်အလိုက်တင်နေတတ်တယ်ဆိုတာကိုကိုကိုအပြစ်မများအောင်အကုသိုလ်မများအောင်အပြစ်ဖြစ်သွားရင်လည်းအကြကြီးမဆွဲသွားအောင်မြင်မြင်ရုံးထွက်နိုင်အောင် နေတတ်ဖို့ပဲလေ ဒါကြောင့်ဘဝဆိုတာစိတ်ထက်ကြဖို့မကြည်မနဲ့ဖြစ်ဖို့မဟုတ်ပဲအနေတက်အောင်နေပြီးအပြည့်မဖြစ်အောင်ကြိုးစားဖို့ပဲဖြစ်တဲ့အတွက်ကိုယ့်ဘဝကိုကြည်နဲ့အောင်ကြိုးစားအတက်အကျအနေအမြင်အကောင်းအဆုတွေကြားမှာအဆိုးမများအောင်သာရိုးရိုးလေးနေသွားချဖို့ပဲမဟုတ်လားမရှိုးမသာတကိုးထွန်းနေတဲ့ဘဝထက်ဆိုင်ရင်ရိုးရိုးသာသာအဆိုးမများတဲ့ဘဝကပိုပြီးအကျိုးများတာအတိအချပါပဲ။ ကိုယ်စိတ်တိုင်းမကြတိုင်းဟိုယုံးမယ်ဖွဲ့ဒီအဖြစ်ပြောဘသူကြောင့်ဘာကြောင့်လဲအဖြစ်တင်မနေပါနဲ့ဘသူဘဝကြောင့်မှမဟုတ်ဘူးကိုကိုကို ကိုဖြစ်နေတာကိုစိတ်နဲ့ကို စိတ်အလိုတိုင်းမဖြစ်လို့အဲ့ဒီလိုဖြစ်တာ စိတ်အလိုတိုင်းဖြစ်ဖို့ဆိုတာကလည်းဘယ်တော့မှမဖြစ်နိုင်ဘူးတခုခုလိုနေတခုခုလွဲနေမှာပဲမြင်းနေရဆိုတာတခုမှမရှိရတခါတခါသူများကိုစိတ်တိုင်းမကြလို့ကိုကိုယ်တိုင်းထားလောက်ပြန်တော့လေ ကိုကိုကိုပါစိတ်တိုင်းမကြပြင်ဘူးသူများဆိုပို့ဆိုတာပေါ့တကယ်တော့စိတ်တိုင်းမကြတာဟာစိတ်ရိုင်းမချနိုင်လို့ပါပဲအလိုမကျတဲ့စိတ်မချေနဲ့တဲ့စိတ်တဘောမကျတဲ့စိတ်စတာတွေဟာစိတ်ရိုင်းတွေပါပဲအဲ့ဒီလိုခက်ချမ်းချမ်းခက်ရိုင်းရိုင်းစိတ်တွေရှိနေသမျှအလိုကျတဲ့ခြေနဲ့တဲ့စိတ်တိုင်းကျတယ်ဆိုတာရှိမှာမဟုတ်ဘူးကိုယ်စိတ်နဲ့ကိုယ်အရင်ပြောက်ပြီးအရန်ရောက်နေမှာအမှန်ပဲ။ ဒါကြောင့်စိတ်တိုင်းမကြလို့စိတ်ရင်းတွေရနေကြတဲ့ဘဝမှာကိုကိုကိုစင်ချင်းပြင်တင်နာပြင်ပြီးတတ်နိုင်သမျှစိတ်ရင်းချရှိနေတဲ့အနေအထားနဲ့စိတ်တိုင်းကြအောင်နေတတ်ဖို့ပဲမဟုတ်လားစိတ်ရင်းချမှ စိတ်တိုင်းကြမယ်ဒီလောက်အကုန်မြင်တဲ့အချိန်တို့တောင်းလာတဲ့ဘဝကြီးမှာကိုယ်ပတ်ဝန်းကျင်အကြောင်း ကိုယ့်ကို အပုတ်ချနေတဲ့သူတွေအကြောင်းဟိုအကြောင်းဒီအကြောင်းခေါင်းထဲမှာထည့်ထားရတာကိုယ့်အချိန်တွေနှမျောဖို့ကောင်းလိုက်တာ အရင်မရအဖက်မရဆိုတာအဲ့ဒီစကားလုံးတွေကိုလိုက်ခံစားနေတဲ့ကိစ္စမျိုးပဲစိတ်ခံစားမှုကစိတ်ဖြည့်ပြောင်းမှုမှမဟုတ်တာစိတ်ပင်မဲမှုကိုပဲဖြစ်စေတာမဟုတ်လားခံစားနေလို့ပြေပြောက်သွားတဲ့ကိစ္စဆိုတာမရှိဘူးကို့အမားမို့ကို့ခံစားနေလေအဖို့ကပို့တိုးယုံပဲရှိမှာသူများအမားကိုခံစားပေးလေပူပန်ရတာပဲခံစားမှုနဲ့စိတ်ဖြည့်လို့မရဘူးအဓိကကဘဝဟာတိုးတယ်အချိန်မရွေးပြောင်းလဲနိုင်တယ် ်မြင်ရကနေကြမယ်ရှိရာတွေလည်းပြောင်းနိုင်တယ်အဲ့ဒီလို အချိန်မျိုးမှာဘသူဘဝเจ้าမှာကိုယ့်အချိန်တွေကိုယ့်အချိန်တွေကိုယ့်ခံစားချက်တွေအကျိုးမဲ့မဖြစ်ဖို့အဆိုးနဲ့မညစ်ဖို့အရေးကြီးတယ်ခေါင်းထဲထားရင်ပင်မနာနဲ့မရှင်လန်းလာမယ်ကိစ္စတွေဆိုရင် မြင်မြန်ထုတ်လိုက်တာအကောင်းဆုံးပါပဲဘဝမှာမကြင်နဲ့လို့သာအတေတက်ကြမယ်မကြိုက်လို့သာတိုက်ခိုက်ကြမယ် မကြည်လို့ဒါအပီချကြမယ်မနစ်သက်လို့ဒါအပြစ်ဖွဲ့ကြမယ်ဆိုရင် ကိုဖြစ်တယ်လို့သူလည်းဖြစ်မှာပဲကိုမုန်းတယ်လို့သူလည်းမုန်းမှာပဲကိုခံစားတယ်လို့သူလည်းခံစားနေမှာပဲလူတိုင်းလူတိုင်းသူကြိုက်တဲ့သူရှိနေကြတာမဟုတ်လားကိုကြိုက်တာကိုကြိုက်ရမယ်ကိုနှစ်သက်တာကိုနှစ်သက်ရမယ်ဆိုတာကတော့သူများမပြောနဲ့ကိုမွေးထားတဲ့သားသမီးတော့ကိုယ်တဘောအတိုင်းဖြစ်တာမှမဟုတ်တာပဲလေ ကိုယ်သဘောတိုင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တယူတန်အစွဲကြီးကိုကလွေးနေကြတဲ့သဘောရှိတယ်။တကယ်တော့လောကမှာတစ္ဆာမတည်တည်တည်းများဘသူမှ အမှန်မမြင်နိုင်ဘူး။မကျင့်တတ်တာ၊မကြိုက်တာ၊မကြည်တာ၊မနစ်သက်တာတွေဟာကိုယ်ဘာသာကိုကိုယ်အယူအဆကိုယ်အတွေ့ကိုယ်အမြင်နဲ့ကိုဖြစ်နေကြတာ။အဲ့ဒီလို ဖြစ်နေတည်းများအဖြစ်တွေရ ခံစားနေရတာကလေကိုယ်ပဲဖြစ်နေတော့တာပေါ့။ဒါဟာဒေါသရဲ့သဘောပဲ။ ေါသကဖြစ်တဲ့သူကိုလည်းပျက်စီးစေတယ်၊ပူလောင်စေတယ်၊ပဝန်းကျင်ကိုလည်းကူးဆက်ခံစားစေပူလောင်စေတယ်။ဒါကြောင့်ဘသူဘသူကိုမှအညိုးတွေဖွဲ့အဆိုးတွေထည့်မနေပါနဲ့။ကိုဘသာကိုငဲ့ပြီးကိုကိုကိုပဲဆင်ခြင်း ကိုအမြင်ပဲကိုပြောင်းကိုဒေါသပဲကိုလျှော့အားလုံးဟာပေါ်သွားမှာပါပဲ။ခလုတ်တိုက်လို့အပြုတ်တိုက်မယ်ဆိုရင်အဟောင်းမိုက်တာလေကိုပဲဖြစ်မှာပေါ့။ခလုတ်ကကိုကိုလာတိုက်တာမှမဟုတ်တာ။ ိုကခလုတ်ကို သွားတိုက်တာပဲလေသွားတိုက်တဲ့သူကနာမပဲပေါ့ကိုတတိမရလို့ကိုဝင်တိုက်တာခလုတ်ဖြစ်မဟုတ်ဘူးကိုအဖြစ်ပဲလောကတဘာဝနေရာတိုင်းမှာတွန်းမိတိုင်းမိတာတွေတော့ရှိကြမှာပေါ့တိုင်းမိလို့နာသွားရင်သူ့အဖြစ်မဟုတ်ဘူးသွားတိုင်းမိတာကိုကကိုအဖြစ်ပဲကိုတတိမမူမီလို့ဖြစ်တာကိုကိုကို စင်ကျင်မှုနယ်လို့ဖြစ်တာအမှန်တော့အလုရှိရင်ခလုတ်တိုက်မှာပဲ။ အလုံးများရင်ခလုတ်တိုက်တာလည်းများမှာပဲအလုံးလုံးရင်ခလုတ်တိုက်မိတဲ့အခါအနာတက်တာဖို့ပဲကြိုးစားရမှာပေါ့မတိုက်မိအောင်တတိထားတိုက်မိရင်လည်းအနာမပြင်းအောင်တတိဆောင်အနာကြီးကို အခါခါမငီးမနေပဲအတိတတိနဲ့စေအားလုံးကအေးစေးပါပဲမျိုးတိတ်ထားရတာတွေများလာတော့ပောက်ကွဲပြစ်လိုက်ချင်မှာပေါ့မျိုးတိတ်လက်စနဲ့ဆက်ပြီးမျိုးတိတ်ထားလိုက်ပါ မခံစားနိုင်လို့ပောက်ကွဲပစ်လိုက်တော့လေရလက်ကအကောင်းဘက်ဦးတီလာမှာမှမဟုတ်တာပောက်ကွဲပစ်လိုက်ခြင်းရဲ့နောက်ွယ်မှာပောက်လို့ကွဲသွားတာတွေပဲဖြစ်လာမှာပဲအဓိကကအပြစ်တွေနဲ့မမျိုးသိမ့်မိဖို့ပါပဲစိတ်ထဲမှာတနှုံနှုံဖြစ်နေတဲ့မျိုးသိမ့်မှုမျိုးမဖြစ်ဖို့ပါပဲစိတ်ထဲမှာဘာမှမခံစားပဲမျိုးသိမ့်ထားနိုင်မှာကိုယ့်အတွက်အပြစ်ကင်းနိုင်မှာမဟုတ်လားမလွဲတာလို့မလွန်ဆက်နိုင်လို့မကျေနပ်ချက်နဲ့မျိုးသိမ့်မှုမျိုးကတော့ စိတ်ထဲမှာတိမ်မက်ထားတဲ့အာဃာတလေးတွေရောနေတတ်တယ်။ဒေါသနဲ့မြူသိမ့်မှုမျိုးမဟုတ်ပဲမေတ္တာမပြတ်မြူသိမ့်မှုမျိုးကတော့အကောင်းဆုံးအလေးချင်ပဲဖြစ်ပါတယ်။ဒါကြောင့်စိတ်ခံစားချက်ကို အထင်အကုမပါပဲစကလုံးတိုင်းမှာ လိုက်ခံစားလိုက်တုံ့ပြန်တည်ရင်အပြစ်နဲ့အဆိုးကိုသာ ဖြစ်စေတတ်တဲ့အတွက်တချို့စကလုံးတွေတချို့ခံစားချက်တွေကိုစိတ်ရှိတိုင်းတုံ့မပြန်ပါနဲ့ အပြစ်မပါတဲ့ရိုးရှင်းတဲ့စိတ်နဲ့သာမြို့ထိတ်လိုက်ပါနောင်တနဲ့တောကကို သူကသက်သာစေပါတယ်တခါတည်းဆုံရှုံသွားမှဆိုလို့ပို့ပြီးစုပ်ကင်မိတာတွေကနှစ်ဖက်လုံးကိုပူလောင်စေတယ်ခက်တင်တင်စုပ်ကင်ထားမိတဲ့လက်ထက်ခက်ပြင်းပြင်းခံစားမိတဲ့နှလုံးသားကပိုပြီးနာကျင်စေတယ်။တင်းတင်းကြပ်ကြပ်ခြေနောက်ထားတဲ့ကြိုးဟာဒဏ်ရာတန်ကျပ်ပြင်းထန်တယ်လို့တွေ့တာမှုသမှုတရားကြိုးဟာလည်း တင်းလီကျက်လီပြင်းလီပြက်လီဖြစ်တတ်တယ်။ဖြေလျှော့နိုင်ရင်တော့အနေပေါ်တာအသေးချတယ်။မုံလို့တင်းတာပဲဖြစ်ဖြစ်ချစ်လို့ပြင်းတာပဲဖြစ်ဖြစ်တင်းရင်ကျက်ပြင်းရင်ပြက်တာသဘာဝပဲ။မုံတရားကိုစုပ်ကင်ထားရင်လည်းစုပ်ကင်ထားတဲ့သူမှ နာကျင်ရတယ်လို့အချစ်ပြင်းပြင်းနဲ့စုပ်ကင်ထားရင်လည်းခံစားမှုကပူလောင်ရတာပါပဲ။တေချာတာကတော့ ။ဘာကြောင့်မဲတင်တင်ခင်စားချက်ကတော့ပြင်းနေမယ်ဆိုတာအသေးချပါပဲ။ဒါကြောင့်ခတ်တင်တင်ခတ်ပြင်းပြင်းစောက်ကင်ထားတာတွေဖြေလျှော့ကြည့်ပါ။အနေပေါ်တော့မှအမှန်ပါပဲ။မုံလို့တင်းတာတွေကိုလည်းလျှော့၊ချစ်လို့ပြင်းတာတွေကိုလည်းလျှော့နိုင်ဘဝမှာတင်းကျပ်တဲ့ပူလောင်မှုနဲ့ပြင်းပြတဲ့ခံစားမှုဒုက္ခကလည်းလျော့နေသွားမှာပဲပေါ့။ ဘဝမှာခြားသမျှစကလုံးတိုင်းကို တုံ့ပြန်ဖို့မလိုသလိုငုံခံနေဖို့လည်းမဟုတ်ဘူးတချို့သူတွေရဲ့စကလုံးတွေဟာတုံ့ပြန်စရာမလိုပဲသူ့အလိုလိုပြီးသွားတာတွေရှိရဲ့တုံ့ပြန်လိုက်မှ ပိုရှုပ်သွားတာတွေ ဖြစ်တတ်တယ်စကလုံးတိုင်းကိုခံစားနေဖို့မလိုဘူးကိုယ်အလုပ်ကိုယ်လုံးနေဖို့ပဲလိုတယ်အလုံးမှန်ရင်တုံ့ပြန်စရာမလိုပဲအလုပ်ကပြေရှင်းသွားလိုက်မယ်မတုံ့ပြန်တာဟာငုံခံနေတာမဟုတ်ဘူး အပင်မှန်းခံပြီးမခံစားတဲ့သဘောပဲတချို့စကားတွေကြတော့ပြန်ဖြေရှင်းဖို့လိုတယ်ဖြေရှင်းတာက တုံ့ပြန်တာမဟုတ်ဘူးဖြေရှင်းမှသာအမှန်ကိုသိသွားမယ်နှစ်ဦးနှစ်ဖက်အကျိုးရုံးမှုတွေမဖြစ်တော့ဘူးနားလည်မှုတွေရှိသွားမယ်ဆိုရင်ဒါမျိုးကြတော့ပြန်တုံ့ပြန်ရမယ်ဒေါသနဲ့တုံ့ပြန်မှုမျိုးမဟုတ်ပဲကြိုးကြောင်းစင်ကျင်ဉာဏ်ရဲ့အကျိုးလိုလာတဲ့မေတ္တာတရားရဲ့ကိုအချက်ခံပြီးပြန်ဖြေရှင်းရမယ် ိကကတော့ဘယ်လိုစကားလုံးမဲလာလားလက်ခံနိုင်အောင်ကြိုးစားဖို့ပဲလက်ခံတာခံစားတာမဟုတ်ဘူးခံနိုင်ရရှိလာတာကြားသမျှအတန်တွေအပေါ်ခံနိုင်ရရှိအောင်ကြိုးစားပြီးအကျိုးများတဲ့စကားကိုလက်ခံအကျိုးမရှိတဲ့စကားလုံးကို ကောင်းတဲ့ကထုတ်ပြဖို့ပါပဲစကားလုံးတွေနဲ့ကောင်းလေးမနေဖို့အထူးကပါပဲလောကတဘာဝဘလောက်ပဲကောင်းအောင်လုပ်လို့စကားလုံးရုပ်တွေကရောက်လာတတ်တယ်လို့ မကောင်းတဲ့သူတွေမှလည်းစကလုံးအလှလေးတွေက တွဲနေတတ်တာပဲမဟုတ်လားစကလုံးတွေကို လိုက်ခံစားနေတာကကိုယ်အမှပဲလေဘဝမှာအရှိတရားကိုလက်မခံနိုင်ရင်အဲ့ဒီအရှိတရားကြောင့်ပင်ပန်းရတတ်တယ်အရှိတရားဆိုတာအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ် ကိုယ်မှာလက်ရှိကြုံတွေ့နေရတဲ့အခြေအနေကိုပြောတာအဲ့ဒီအခြေအနေကိုလက်ခံနိုင်တဲ့စွမ်းအားရှိမှစိတ်ခံစားမှုကတက်တာတယ်လက်ခံနိုင်စွမ်းဆိုတာ ဒီအခြေအနေကိုခံစားဖို့မဟုတ်ဘူးသဘောတရားအမှန်ကိုရင်ဆိုင်လိုက်တဲ့သဘောပဲအခြေအနေမှန်ကိုလက်မခံနိုင်ရင်အစိုးရကြုံတဲ့အခါငါမှဒါမျိုးကြုံရတယ်ဆိုလိုက်တဲ့ငါဘဝအစသဖြင့်အတွေ့အပေါင်းဆောင်တဲ့ဘဝကို ပင်ပန်းစေတတ်တယ်လို့အကောင့်တွေကြုံတွေ့ရတဲ့အခါလဲတတိမပါရင် အရှိကိုငါထင်တာတွေဖြစ်စေပြီးမာနတွေနဲ့ဟန်မကြပဲဖြစ်တတ်တယ်အမှန်တော့ ဘလို့အခြေအနေပဲကြုံကြုံဖြစ်ပေါ်လာပြီးတာတွေက နောက်ပြန်ဆွဲလို့ရတာမှမဟုတ်တာအခြေအနေမှန်ကိုလက်ခံပြီးရင်ဆိုင်ဖြေရှင်းနိုင်ဖို့ပဲလိုတယ်ဖြစ်ပြီးတာတွေအပေါ်မှာဘသူကြောင့်ဘာကြောင့်ဆိုတာတွေရိုးမယ်ဖွင့်မနေပဲဒီအခြေအနေကိုအကောင်းဆုံးကြော်ဖြတ်နိုင်ဖို့ပဲကြိုးစားရမယ်သိကြတာကတော့ဖြစ်ပေါ်လာတဲ့အခြေအနေမှန်ကိုလက်ခံလိုက်တာနဲ့ကိုကိစ္စတစ်ဝက်ပြီးသွားတော့တာပဲဒါကြောင့် အလိုအခြေအနေပဲလာလာလက်ခံနိုင်အောင်စူးစမ်းပါခံစားချက်မပြတ်အောင်တတိဆောင်ပါပြီးရင်အကောင်းဆုံးရင်ဆိုင်ဖြည့်ရှင်ကြော်ဖြည့်နိုင်အောင် နီလန်ရှာပါအချိန်တန်တော့လေအားလုံးဟာပြီးသွားတာပဲမဟုတ်လားဆွလွတ်ခြင်းနဲ့ဖွင့်လွှတ်ခြင်းဆိုတာစန့်ကျင်ဘက်ပဲရွေးချယ်စရာကတစ်ခုကိုရွေးချယ်ရင်တစ်ခုကိုဘေးဖေရမယ်မဆွလွတ်နိုင်ရင်ခွင့်လွှတ်ရမှာဖြစ်တယ်လို့ခွင့်မလွှတ်နိုင်ရင်တော့ဆွလွတ်ရမှာပေါ့ ချွင်းချက်အနေနဲ့စွန့်လဲစွန့်လို့ခွင့်လဲခွင့်လွတ်တာလည်းရှိနိုင်ပေမဲ့ဒါဟာတာမန်လူတွေအတွက်တော့မလွယ်လောက်ဘူး။ဘဝမှာတချို့သူတွေဟာစွန့်လွတ်လို့မဖြစ်တာတွေရှိတယ်။ကိုကားသူကိုမစွန့်လွတ်နိုင်ဘူးဆိုရင်ခွင့်လွတ်နိုင်အောင်ကြိုးစားရမှာပေါ့။တချို့ကျတော့ဘလို့မကို ခွင့်လွတ်ပေးလို့မရတာတွေရှိတယ်။အဲ့ဒီလိုဆိုရင်တော့စွန့်လွတ်ရမှာပေါ့။အာကာတအမုံတရားနဲ့စွန့်လွတ်မှုမျိုးတော့မဖြစ်စေနဲ့ပေါ့။ တစ်ခါတစ်ခါကြတော့စွန့်နိုင်ဖို့လွတ်တာတွေလည်းရှိတတ်တယ်။မကောင်းမှုတဲ့အမှုအကျင့်တွေကိုစွန့်မှစိတ်အစဉ်လွတ်မြောက်တာ၊တန်ရောစဉ်အနာအဝတ်ကိုစွန့်မှဘဝလွတ်မြောက်တာ၊လိုချင်မှုတွေကိုစွန့်မှ လောဘတဏှာမှလွတ်မြောက်တာစသဖြင့်စွန့်လို့လွတ်တာမျိုးကတော့အကောင်းဆုံးပဲပေါ့။ဒါကြောင့်ဘာမှအကြကြီးမဟုတ်တဲ့လောကကြီးမှာအထာကြီးတွေနဲ့တိတ်လုံမနေပဲတယောက်နဲ့တယောက် ခွင်လွတ်စရာရှိရင်ခွင်လွတ်ခွင်မလွတ်နိုင်ရင်စွန့်လွတ်ရင်လည်းအမုတ်တရားနဲ့မစွန့်လွတ်ပဲအပြုံအားနဲ့စွန့်လွတ်နိုင်အောင်ကြိုးစားအကျိုးအများဆုံးကတော့မကောင်းတဲ့အမှုကျင့်တွေကိုစွန့်လွတ်နိုင်ခြင်းပဲပေါ့အတိုင်းခိုက်တွေကြုံနေရတယ်ဖရားတဲ့အဲ့ဒါယေရှုတင်ရမယ်ကိုလုံးလုံးနေတာကို သူတို့အတိအမှတ်ပြုတာပဲလို့သဘောထားလိုက်ပါအတိုင်းခိုက်တွေက ပိုပြီးများလာတယ်ဖရားတဲ့ဒါလည်းယေရှုတင်ရမှာပဲ ိုယ်အလုပ်တွေပို့ပြီးလုပ်နိုင်တာ ပို့ပြီးအရာရောက်လာတာကို သူတို့ပို့ပြီးအတိမ်မဲ့ပြုလာတဲ့သဘောပို့ပြီးဂယုဆိုင်လာတဲ့သဘောပဲယန္တူတွေတောင်ရှိလာပြီဖရားတဲ့ဟာအဲ့ဒါယန္တူမဟုတ်ဘူးကျေးဇူးရှင်တွေသူတို့ကျေးဇူးကြောင့်ကိုမပို့ပြီးတတိထားလာရတယ်ဂယုဆိုင်လာရတယ်အမားနဲ့အောင်ကြိုးစားလာရတယ်ရင်စစ်တော့အတိုက်ခိုက်ဆိုတာအလုံးလုံးနေသူတွေအတွက်အောင်မြင်ဖို့တွန်းအားပဲ။ လို့ရှိရင်အတိုက်ခိုက်ရှိမှာပဲဘာမှမလို့ဘာမှမဟုတ်ရင်ဘာအတိုက်ခိုက်မှမရှိဘူးမဟုတ်လားဘာပဲဖြစ်ဖြစ်အတိုက်ခိုက်တွေရှိတော့လေပို့တတိထားပို့စူးစမ်းဖြစ်တော့သူတို့ကိုယ်တော်ရှာကြံပြီးကျေးဇူးတင်ရမလို့ပါပဲဖခင်မျက်စွာရဲ့ပါရမီခြေစဉ်တွေဟာဒီဝရက်မာနဲ့စတဲ့တိုက်ခိုက်နှိုက်ရှမှုတွေကြောင့်ပို့ပြီးအထမြအောင်မြင်လာဖြစ်တဲ့အတွက်သူတို့ဟာကျေးဇူးရှိတဲ့သူတွေပါပဲတဲ့လေ အတိုက်ခိုက်ရှိရင်တတိရှိရမယ်အတိုက်ခိုက်ပိုများလေပိုတတိထားလေဖြစ်ရမယ်ကိုယ့်ရန်သူဟာတတိမူစေရာကိုယ့်အကူပါပဲအထင်ကြီးတာ အထင်သေးတာ အထင်လွဲတာ အထင်မားတာစရရေဟာအထင်ဆိုတဲ့အတိုင်းထင်မြင်ယူဆချက်သက်သက်ပဲအထင်ဖြစ်တဲ့အတွက် အမှန်ဖြစ်ဖို့တော့နေတယ်လောကသမတ်ချက်အရာမှန်တာတွေရှိပေမဲ့တပါဝဓမ္မအရာတော့ထင်နေသမျှအမှန်သစ္စာရနိုင်မှာမဟုတ်ဘူး အသွင်နဲ့အမြင်ကြောင့်အထင်တွေရောက်တတ်တဲ့အတွက်အထင်ကြီးခြင်းအထင်သေးခြင်းအထင်မှားခြင်းအထင်လွဲခြင်းတွေအပေါ်ခံစားနေလို့တော့မတော်ဘူးပေါ့ကိုကသူများကိုအထင်ကြီးတာအထင်သေးတာပဲဖြစ်ဖြစ် သူများကကိုကိုအထင်ကြီးတာအထင်သေးတာပဲဖြစ်ဖြစ် အနှစ်သာရနဲ့ကြည့်ရင်တော့ဘာမှမရှိဘူးအထင်ခံရတာတသက်ပဲအထင်ကြီးခံရလို့လဲမမမောင်းနဲ့အထင်သေးခံရလို့လဲအာမငယ်နဲ့အထင်လွဲခံရလို့လဲ တရားမလွဲနဲ့အထင်မှားခံရလို့လေအမှားမရှောင်နဲ့အထင်ဆိုတာအမှန်တွေမှာမဟုတ်တာတကယ်မဟုတ်ဘူးဆိုတာသိရင်ဘာမှခံစားစရာမရှိဘူးအဓိကကကိုယ့်ကိုယ်ကိုအထင်မကြည့်ဖို့ပဲကိုယ့်ကိုယ်ကို အထင်မမှားဖို့ပဲကိုယ့်ကိုယ်ကိုအထင်မလွဲဖို့ပဲကိုယ်နဲ့ရှင်ပြီးဘသူဘသူကိုမှလည်းအထင်မသေးမိဖို့ပဲအထင်ကိုဆင်ကျင်းနိုင်ရင်အသွင်နဲ့အမြင်အပေါ်မှာမတော်တာတွေမပေါ်တော့ဘူးပေါ့ အပိုင်းခုနှစ်ကိုဆက်လက်ဆောင်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ